ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုသိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့စီဝါတက်စီတော့အိမ်နဲ့ပဲအကြောင်းလေးတွေမြောက်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေမှာအလုံးအိမ်နဲ့နေကြတယ်အဲ့အိမ်ဒီမှာနံပါတ်လေးလေးရှိကြတယ်အဲ့နံပါတ်လေးရကျွန်တော်တို့တို့လွှမ်းမှုလေးရှိပါတယ်ဒီနေ့မှတော့စီဝါတက်စီတဲ့အိမ်နဲ့ပဲအကြောင်းလေးတွေမြောက်ပြီးမှဖြစ်ပါတယ်အဲ့တော့အလုံးပဲပေါ့နော်အိမ်နဲ့နေနေတိုက်ခိုင်းနေနေနေဘလို့ပဲနေနေရပါတယ်အိမ်ပဲမရှိတဲ့မိတ်ဆွေများတဲ့ကိုငားနေတဲ့အိမ်မှာအိမ်နံပါတ်တော့ရှိမှာပဲ ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအိမ်နံပါတ်ကိုကြည့်မယ်အိမ်နံပါတ်ရဲ့ပေါင်းခြင်းအိမ်နံပါတ်မှာဘယ်လောက်ပဲရှိအားလုံးပေါင်းလိုက်ပါအလုံးပလန်လို့ကျွန်တော်ခဏတလုံးပဲကြံအောင်ပေါင်းပြရမှာဖြစ်ပါတယ်အဲ့ဒါတစ်ကနေ6တိကြံမှလိမ့်မယ်ဥမာဥမာဆိုကြပါစို့ကျွန်တော်ကျွန်တော်မိတ်ဆွေများရဲ့အဲ့နံပါတ်က100နဲ့ခုံဆိုကြပါစို့ဒါဆိုရင်1နဲ့ခုံနဲ့ပေါင်းတော့8ပါနော်100နဲ့6ဆိုရင်1နဲ့9နဲ့ပေါင်းလို့ရှိရင်30 30ဆိုတော့1ကိုပဲယူရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်မိတ်ဆွေများကတက် တို့တထောင်းနဲ့တက်ဆိုလို့ရှိရင်လည်းအဲတနေ့တနေ့ပေါင်းနှစ်ပေါ်ဗျာအလိုကဏ္ဍနဲ့ဘယ်လောက်ရှိရှိရှိတဲ့ကဏ္ဍအားလုံးပေါင်းလိုက်ပါတစ်လုံးနဲ့ကြံပေါင်းပေးရမှာဖြစ်ပါတယ်ခုနခုနပြောလို့ပဲတက်နဲ့သုံးရနဲ့ကြံလို့ရှိရင်လည်းတက်ပဲယူပြီးပါဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများရဲ့အိမ်နံပါတ်ကကဏ္ဍအားလုံးပေါင်းလိုက်လို့တက်ကျွေးနေဆိုရင်အဲ့အိမ်မှာတက်ရဲ့လွန်မှုမှုကဏ္ဍတက်ကဏ္ဍလို့ပြောလို့ရပါတယ်အဲ့ကဏ္ဍကိုတက်ကဏ္ဍနဲ့အကျိုးပေးတဲ့ တစ်ကနန်းတွေလွန်မှုမှုရှိတဲ့အိမ်လို့ပြောလို့ရပါတယ်မင်းဆွေမြောင်ကတစ်ကနန်းမှာနေတဲ့အိမ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ဟာကောင်းကျိုးဆိုးကျိုးလေးတွေရှိပါတယ်ဒါလေးကိုလည်းကျွန်တော်အားလုံးမြောက်ပြီးမှဖြစ်ပါတယ်ဗျဟုတ်ပြီကျွန်တော်မင်းဆွေမြောင်ကနံပါတ်တစ်ကနန်းမှာနေတယ်ဆိုလို့ရှိရင်အဲ့ဒီတစ်ကနန်းမှာနေတဲ့အိမ်သူအိမ်သားတွေအားလုံးဟာစွန့်စွန့်စားစားတွေလုံးကြတယ်မကောင်းတာတစ်ခုကအားလုံးမိသားစုတွေများရင်မတည့်ကြပါဘူးသူတလုံးငါတမင်းနဲ့သူကဆရာလို့ကိုကဆရာလို့နဲ့အဲ့လိုလေဆရာလို့တဲ့လူတွေများနေတတ်တယ်အဲ့တော့သူလည်း သူလည်းသူထင်ရသူလို့ကိုလည်းကိုထင်ရကိုလို့နဲ့အဲ့လိုလူတွေအများကြီးပွဲမစီဘူးဖြစ်နေတတ်တယ်။ဒါပေမဲ့ तू ကလူနေတဲ့ဟိုမက်ဆေ့များတက်ကနန်းမှနေတဲ့လူလည်းနေတဲ့ဆိုရင်အဲ့ဒီအိမ်ကကောင်းပါတယ်။စီဝိုင်းလည်းဖြစ်မယ်။လူများလို့ရှိရင်တော့အချင်းချင်းလေးမနာလောက်လာလေးမတည့်တာမျိုးလေးဖြစ်နေတတ်တယ်။ အလုပ်ချင်တဲ့မျိုးတွေကိုကောင်းမှုအတွက်ကကျွန်တော်တို့တွေအဝါရောင်ပေါ့နော်အိမ်တိမ်လုံးမှာအဝါရောင်လိုက်ကားတို့အဝါရောင်ခန်းစည်းတို့အဲအဝါရောင်စီတုတ်တာတို့အဝါရောင်ပါတာလေးတုတ်မယ်ဆိုလို့ရှိရင်တော့စီလုံးတင်းမြတ်ရှိပြီးတော့ပြင်လဲကောင်းမှုစီပါတယ်ဗျတိမ်သားလုံးလည်းယူရမယ်ခံမြတ်အတန်လေးရလဲအုံးအုံးစုံဆိုတဲ့အတန်လေးကိုလေးလေးဆွဲဆွဲလေးအဲ့တော့ဦးစရာဆအားလုံးရွတ်လို့ရှိရင်တော့အားလုံးကောင်းမွန်လာမှာဖြစ်ပါတယ်ဗျဒါကတော့ နံပါတ်1ခဏမသမားဖြစ်ပါတယ်။ဟုတ်ပြီမိတ်ဆွေများကခဏအားလုံးကိုယ့်ရဲ့တိုက်ခန်းမဲ့ပြပြဘာပဲဖြစ်ဖြစ်နော်ခဏအားလုံးပေါင်းလိုက်လို့ နမနစ်ကျန်တယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်မှာနှစ်ရလွန်မှုမှုတွေနှစ်ကနန်းနှစ်ကနန်းအဲ့လိုပြောလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်နှစ်ကန်းနှစ်ကနန်းမှာတော့အဲ့ဒီအိမ်မှာနေတဲ့လူတွေကလူမမြဲတတ်ပါဘူးဟောတကြအဖေကယုံသွားလိုက် အမေကဟိုသွားလိုက်ဟောသားသမီးကဟိုခီးသွားလိုက်ဟောဟိုကဟိုကြောင်းသွားတက်လိုက်အာဆက်ပြုတ်နေသွားလိုက်အဲ့လိုမျိုးလေဖြစ်နေတတ်တယ်ဒါပေမဲ့အဲ့ဒီအရင်လူတွေကအရင်ချစ်ခင်တတ်ပါတယ်လူပြန်ရောက်လာဆိုတာကလည်းအလုံးချစ်ခင်စီးလုံးလုံးရှိကြတယ်ခတ်တာတခုကလူမမြဲတာတော့ ခတ်တယ်ပေါ့နော်လူမမြဲဘူးအိမ်မှာလူရှိလို့ရှိမှန်းတော့မသိရပါဘူးညဘက်မှာပဲသိရတယ်ပေါ့နော်โอเคအဲ့လိုအိမ်မျိုးကိုပို့လို့ကောင်းမှတကွာသူရတတိမေတော် ပုံလေးကိုချိတ်ပြီးပြီးတော့ပူဇော်ပေးခြင်းအဖြစ်လဲပြန်လည်ပြီးကောင်းမွန်လာမှာဖြစ်ပါတယ်အဖြူရောင်စီမြများလေးတုံးမယ်အဲ့တော့အိမ်ရဲ့ဒီအိမ်ရဲ့ အဲ့ကန်းတို့အရှိလေးမှာရေရေတကုံတို့အဲကျွန်တော်အစိမ်းအောင်ပါတဲ့ရေရေတကုံတို့ဝါပုံလေးလေးတို့အစိမ်းအောင်ပါတဲ့ပကြီကားတို့အဲတို့အဲ့လိုမျိုးလေးထားပေးပါအိမ်မှာလည်းကျွန်တော်တို့အဖြူရောင်တို့အစိမ်းအောင်လို့ဆေးရီတွေတုပ်လို့ရတယ်လိုက်ကားတို့ဇကွဲခင်းတို့ခန်းစည်းလို့အဖြူတော့မဟုတ်အစိမ်းအောင်လေးတုံးပေးခြင်းအဖြစ်လည်းပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်ဗျဟုတ်ပြီဒါတော့နံပါတ်သမားဖြစ်ပါတယ်နံပါတ်3ခဏမပါမစ်စီမြရဲ့တိုက်ခန်းအိမ်ဒီအလုံးခဏအလုံးပေါက်လိုက်လို့နံပါတ်3 ုံးကနန်းရတယ်ဆိုလို့ရှိရင်ဒီအယုံတုံးကနန်းလွန်မှုမှုတွေရှိတယ်အဲ့လိုပြောလို့ရပါတယ်အဲ့အိမ်မှာနေတဲ့လူတွေကကျမ်းမာရေးဂယူဆိုင်မယ်ဗျဘာကြောင့်လဲဆိုတော့အဲ့ရန်လူတွေအဲ့အိမ်မှာနေတဲ့လူတွေကကျမ်းမာရေးကောင်းတဲ့နဲ့စီဝါရေးတက်တာအဲကျမ်းမာရေးညံ့ပြီဆိုတာနဲ့ကျမ်းမာရေးညံ့တဲ့လူတယောက်တော့ပါလိုက်တာနဲ့အဲ့အိမ်ကစီဝါကျသွားတယ်ဒါကြောင့်မအိမ်မှာနေတဲ့လူအများစုကကျမ်းမာရေးကောင်းဖို့ဂယူဆိုင်မှာဖြစ်ပါတယ်ကျမ်းမာရေးကောင်းတာနဲ့အိမ်ကစီဝါရေးရောတရှုံတို့တိုးတက်တတ်ပါတယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအိမ်မှာကျွန်တော်တို့တွေဘာကြီးလုပ်လို့ကောင်းလဲဆိုတော့အဲ့အိမ်မှာအနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ရင်ကောင်းတယ်အနုပညာပတ်သက်တဲ့တနင်္ဂနွေနံနဲ့စတာလေအနုအနုပညာတော့အလပါလို့အလကုံလို့အစားပြတ်မောတာအဲ့ဒါတွေလုပ်ရင်ကောင်းတယ်အဲအဲ့အိမ်ဒီမှာပို့ပြီးတော့ကျမကြီးတွေထောက်ကူကောင်းမှုအတွက်ပြင်လဲပြီးတော့ကောင်းမှုအတွက်ကတော့လိပ်ပုံလေးကိုဟိုပကြီးကားပဲဖြစ်ဖြစ်ရုပ်ထုပဲဖြစ်ဖြစ် ကလေးဆော့တဲ့အယုတ်ပဲဖြစ်လက်ယုတ်လေးကိုတတိတန့်လေးကျွန်တော်တို့ဆောင်းထားတာမျိုးတင်ထားတာမျိုးဆောင်းလုပ်ပြီးလို့ရှိရင်လည်းပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်ဒါကတော့နံပါတ်3ခန်းများဖြစ်ပါတယ်ဟုတ်ပြီအခုကတော့နံပါတ်4 4ခန်းများများအခန်းအအောင်ပေါင်းလိုက်တော့လေးရတယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ဟာအယောင်းဝင်လုံးတို့ကောင်းတဲ့အိမ်ပဲဖြစ်ပါတယ်စီဝါးလေးကိုစီဝါးလေးရောင်းမဲ့ခါမျိုးမှာအယောင်းဝင်လေးကောင်းတယ်ပြီးတော့ အိမ်ဆိုင်ဖွင့်တာမျိုးအဲကိုအိမ်မှာအိမ်ဆိုင်လေးဖွင့်မယ်ဆိုတော့စရိုးဆိုင်တို့စားတော့ဆိုင်တို့ခေါဆွဲဆိုင်တို့စပြီးဘာဆိုင်မျိုးဖွင့်မယ်အိမ်ဆိုင်လေးဖွင့်လဲကောင်းတယ်အဲ့တော့အဲ့ဒီအိမ်ရအဲ့ဒီမှာနေတဲ့လူတွေကဆုံးမြတ်ချက်တွေအရန်ခိုင်ပါတယ်ဘူးဆိုရင်ဖေုံမသိကြတော့ဘူးဒီဟာကိုလုပ်မယ်ဆိုရင်ဒါဟုတ်ပဲဒါဟုတ်ပဲဇုတ်တိယလောက်တတ်တယ် လှုပ်တဲ့လှုပ်ကလည်းခန်းဆုံးမချက်တွေခိုင်မာတဲ့အတွက်ကြောင့်မို့လှုပ်တဲ့လှုပ်တွေကလည်းကောင်းမွန်တယ်ဒါကြောင့်မို့လေလေကမများကတော့အဲ့တော့ကျွန်တော်တို့ဒီခါကြလို့ရှိရင်ဇုဇုတရလှုပ်တဲ့အကျင့်လေးတော့နည်းနည်းလေးရှော့လိုက်မယ်ဆိုလို့ရှိရင်အရန်ကောင်းတဲ့အိမ်တွေဖြစ်ပါမယ်ပြီးတော့အဲ့မှနေတဲ့လူတွေအားလုံးတယောက်ချင်းနဲ့ကြည့်ကြည့်လိုက်ပါအထီးကျန်နေတတ်တယ်ဥပမာလူပြိုကြီးအပြိုကြီးတွေရှိတဲ့အိမ်နေရာ၄၄ဂရမ်မှာလေ၄ဂရမ်မှာဖြစ်တဲ့အိမ်နေဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့အထီးကျန်နေတတ်တယ် အဲ့တော့ပြီးလို့ရှိရင်သူတို့အိမ်တွေကောင်းမှုအတွက်ကျွန်တော်တို့ရွှေရောင်တို့ငွေအရွှေရွှေရောင်တို့ကျွန်တော်တို့အဝါရောင်တို့အဲ့ဒါလေးပါလာလေးလေးကိုမြန်မြန်လေးတုပ်ပြီးတုံမခန်းစည်းလိုက်ကလေးလေးကိုရွှေရောင်လေးလေးထားပြီးဒါရီယာပြည့်ပြန်လည်ပြီးတော့ကောင်းမှုလာမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နမတ်၅ဆိုများနမတ်နမတ်၅ကနန်းအလုံးပေါင်းလိုက်လို့တက်ခက်နမတ်အလုံးတုံမဟုတ်အိမ်နဘက် ခဏနေပေါင်းလိုက်လို့နမတ်900ရတဲ့ဆိုလို့ရှိရင်အဲ့အိမ်မှာနေလူတွေသတိထားမှာဖြစ်ပါတယ်။ဘာလို့သတိထားမယ်ဆိုတော့အဲ့အိမ်မှာနေတဲ့လူတွေကတအားကိုဟိုတအားကိုထူးဆန်းတယ်။ထူးဆန်းတယ်ဆိုတာကဘုံနေဆိုစီဝိုင်းတက်သွားပြန်။ဟုတ်နေဆိုကြာသွားပြန်။အဲ့လိုမျိုးဖြစ်တယ်ဗျ။ဟာ ဟိုဘုံနဲ့ဆိုတိုက်တယ်ကားတယ်ဆွေဆာရွှေငွေနဲ့ဖြစ်နေတယ်ဟာတိတ်မကြောက်တကဘုံနဲ့ဆိုရင်လုံးဝကိုအိမ်နေရောက်ဘာရောက်ညာရောက်နဲ့လမ်းမရောက်တဲ့အခြေအနေမျိုးလည်းဖြစ်တတ်တယ်ဒါကြောင့်မလို့ငါးကန်းမငါးကန်းမကလောဘတွေအရန်ကြီးတယ်ပေါ့နော်လောဘတွေအရန်ကြီးတယ်ရော့ဆိုရင်ပုံအောပုံအောပြီးတော့စီဝါတွေထိုးလုတတ်တယ်အဲ့လိုအဲ့လိုကျင်းလေးလောရှောင်းပေးသူတို့ကစီဝါတက်မစုံနဲ့သူများတက်မတူအောင်ထောင်တက်တတ်တယ်ဟို အမိဆုံးနေတက်တက်တယ်ကြမယ်ဆိုလို့ရှိရင်လည်းအောက်ဆုံးနေကြတက်တယ်ဒါလေးလို့ queue site ပဲတခုတခုလုံးမယ်ဆိုလို့ရှိရင်တော့ zoom လုံးနဲ့အရင်ကြီးမောက်ပေါ်နဲ့ကိုယ့်အတွက်ခြေတလန်းချံပေးဒါဆိုရင်ကောင်းမှဖြစ်ပါတယ်အဲ့တော့သူတို့မှာပိုလို့ကောင်းမှုအတွက်ဆောင်းမဲ့အဆောင်လေးရတော့တာမမူတာလေးဆောင်းထားပေးအပူကြီးတိုင်းနဲ့တာမမူတာလေးနော်အဲ့ဒါလေးကိုဆောင်းထားပေးအဲ့အဲ့ထက်မှာပထားပါရင်နော်အဲ့အဲ့ပထားကအဲ့အိမ်ကိုကောင်းစင်မှာ ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့အိမ်မှာပိုကောင်းမှုအတွက် ကျွန်တော်တို့အလူလေးတွေမကျွန်တော်တို့အလူတန်းလေးလေးလုတ်ပြရမှာဖြစ်ပါတယ်အလူတန်းလေးလည်းအဲ့ငါးခဏသမားတွေကလုတ်နိုင်ကြပါတယ်ဒါမဲ့လုတ်ဖို့တော့တိတ်ပြီးတော့စိတ်ထဲမှာတိတ်မပါရဘူးတန်တိတ်ပြီးတော့သူ့လိုချင်ကိုယ့်လိုချင်ဖြစ်တတ်တယ်ဒါကြောင့်မို့ငါကိုယ့်အင်ကငါးခဏကျွနေဆိုရင်အလူလေးများများလုတ်ပြီးအလူဆိုတာအမြိုင်မဟုတ်ပါဘူးကိုယ်နိုင်တဲ့လောက်လေးပေါ့နော်များများလုတ်ပြီးပြီးလို့ရှိရင်အဲ့မှာနေလူတွေကခီးတွေအမြဲတမ်းတွားနေတတ်တယ်ဒါဒါကြောင့်မို့သူက အဲ့မှာလူရှိမနေတော့ဘူးနော်စခီးသွားလဲဆိုစီဝိုင်းကိစ္စကြောက်ပဲဖြစ်မယ်တော့စီဝိုင်းရဲ့တားလောဘကြီးတော့ဟိုးသွားလိုက်ဒီသွားလိုက်နဲ့အဲ့မှာလူရှိမနေဘူးဖြစ်ဖြစ်နေတတ်တယ်ပြီးရင်တခါကြလို့ရှိရင်လည်းအပျော်ပါးတွေအရန်မမှတ်ပြီးတော့တဲ့အဲ့မှာလူမမြဲတာမျိုးလဲဖြစ်တတ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုငါငါမြတ်မြတ်ဖြစ်ပါတယ်အဲ့ငါမြတ်မြတ်ပြီးတော့ကျွန်တော်တွေ၆ကံမမြောက်တော့ ဲ့တော့အိမ်နမပေါင်းခြင်းအလုံး6ကျွဲ့နေဆိုလို့ရှိရင်အဲ့ဒီအိမ်ကတော့အနုပညာအိမ်ပဲဖြစ်ပါတယ်အဲ့ဒီအိမ်မှာအနုပညာနဲ့ပတ်သက်လုပ်ပြီးလုပ်ရင်အကျိုးပေးတယ်အဆိုတော်တို့တယောက်ဆောင်တို့နော်စပြီးကျွန်တော်တို့လေဒီတယောက်ဆောင်တို့အဆိုတော်တို့အဲတူရိယာတီးတဲ့လူတို့တူရိယာရောင်းတဲ့အိမ်တို့အဲ့ဒါတွေမှာ6ခန်း6ခဏကျွေးတဲ့အိမ်နေရာရောက်ရင်ပိုလို့အလုတ်ဖြစ်တယ်ပိုလို့ပြီးတော့ကောင်းစေတယ်အဲ့အိမ်မှာနေတဲ့လူတွေရတယ်အဲ့ဒါပဲလှုပ်ချင်နေလိမ့်မယ် အဲ့ဒါပဲလှုပ်ရှင်လိမ့်မယ်အနုပညာသမားအနုသိညာအနုပညာသမားတွေနေတဲ့အိမ်ဇက်ပွဲတို့အမဇက်မင်းသားတို့ဘာလို့အများစုကလည်း6ခန်းအဲ့လို6ခန်းတွေကျွင်းတဲ့6ခန်းတွေကြတဲ့အိမ်မှာပဲနေလိရှိပါတယ်နေတဲ့လူများတယ်ပေါ့နော်အဲ့လိုအဲ့မှနေလို့ရှိရင်လည်းပိုလို့အဆင်ပြေပြီးစီဝါဖြစ်စီပါတယ်အဲ့ဒီအိမ်လေးပိုလို့တာယာ တာယာပြုတ်ရှင်ပြီးတော့ဇေဝတက်ဖို့အတွက်တူရိယာလေးတွေနော်ဂီတာလေးတွေအိုးစီလေးတွေပလူလေးတွေစပြမှုနော်တူရိယာလေးတွေကိုအင်ရှေပါဝါလေးမှာအေဂန်လေးမှာချိတ်ဆွဲထားခြင်းအပြင်သုံးမောင်းအတန်လေးတွေတီးပေးခြင်းအပြင်လည်းအဲ့ဒီအင်ဟာစီဝါရီတွေဖြစ်ထုံးစီပါတဲ့သူကတော့တအားကြီးအကြီးလည်းမဟုတ်အောက်ကိုလည်းမကြောက်အလဲလက်မှရှိနေပါတယ်ဒါကြောင့်မလို့အဲ့ဒီမှာနေတဲ့လူတွေအမြင့်ကိုအမြင့်ကိုတက်ချင်ရင်တော့ကျွန်တော်လက်တွေပို့ရွှင်ခြင်းရောပန်းရောင်လေးတွေမြင်များတုတ်ပေးပါပေါ့ ပန်းရုံကလည်းအနုပညာရောင်ဆိုတော့အဲ့တော့ပန်းရုံလေးတွေပန်းရုံလိုက်ကားလေးပန်းရုံသခွဲတွေပန်းရုံသခွဲကင်းတွေများများလေးတွေဆောင်ပေးတုပ်ပေးရမှာ ဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွန်ခွန်ကဏ္ဍများပြောပါမယ်။ကဏ္ဍအလုံးပေါက်လို့ခွန်ခွန်ကဏ္ဍကြတယ်ဆိုရင်အဲ့အိမ်မှာရှိတဲ့လူတွေကလုံးဝမမြဲပါဘူး။အဲ့တော့မမြဲဆိုတော့ဟိုလိုကဝင်လိုက်ဝင်လန်လိုက် ထွက်သွားလိုက်ဟာဟိုလူဝင်လိုက်ဟာထွက်သွားလိုက်ခဏမြင်လိုက်ပြောင်းသွားလိုက်အဲ့လိုလူတွေရတယ်ဝင်လဲထွက်လိုက်လေများတယ်လူတွေရတယ်မမြင်ဘူးဖြစ်တတ်တယ်အဲ့တော့ဟိုဘလိုဘလိုမျိုးလုံးကောင်းလဲဆိုတော့ကျွန်တော်တို့အဆောင်တို့အဲအဆောင်တို့ကျွန်တော်တို့အငှားတို့အဲအဲ့လိုမျိုးပေါ့နော်ဒီစာတင်စာချက်ဝိုင်းနေတို့အဲစာစာပြီးလဖေးဆိုင်အဲ့လိုမျိုးလေးဆိုလို့ရှိရင်ဒီခုံခုံကနမှာကြတဲ့အိမ်နံပါတ်တွေမှာ လောက်လို့ရှိရင်ပိုလို့ကောင်းတယ်ပိုလို့အဆင်ပြေစေတဲ့ပုံတော့ဒါတို့လူနေအိမ်မဆိုလို့ရှိရင်လည်းအဲ့ဒီအိမ်မှာမမြဲပါဘူးဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့ဆိုးလိုက်ကောင်းလိုက်ဆိုးလိုက်ကောင်းလိုက်လေဖြစ်နေတတ်တယ်အဲ့လိုလေးတွေသူတို့တွေအမြဲတမ်းကျွန်တော်တွေတည်ငြိမ်တည်ငြိမ်နေနေကောင်းမှုဖြစ်ဖို့အတွက်အစိမ်းရောင်လေးများဆောင်ပေးပါအစိမ်းရောင်အဝတ်စားတွေအစိမ်းရောင်လေးအိမ်ဆေးတွေတုံးမယ်အစိမ်းရောင်စပွဲခင်းတို့လိုက်ကာတို့အဲ့ရခင်းတို့အစားပြေပေါ့နော်အစိမ်းရောင်ပါလာလေးများများသုံးပေးမယ်ပြီးလို့ရှိရင်အဲ့ဒီမှာနေတဲ့လူတွေက ကျွန်တော်တို့အထီးကျန်နေတက်မယ်တယောက်ယောက်ကိုကျွန်တော်တို့တတိယနေနာမျိုးတယောက်ယောက်ကိုကျွန်တော်လွမ်းနေနာမျိုးတယောက်ယောက်ကိုတွေ့ကျင်နေနာမျိုးအဲတခါကြလို့ရှိရင်လည်းဘာလို့လို့မသိဘူးလမ်းပြောင်းနေနာမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တယ်ဒါကြောင့်မလို့အဲ့အိမ်မှာခေါလောင်လေးတလုံးခြောင်ပေးထားပါခေါလောင်ခေါလောင်လေးတလုံးကျွန်တော်ချိတ်ဆွဲထားပေးပါဗျာဒါဆိုရင်ပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ် ဟုတ်ပြီဒါဆိုရင် ရှစ်ကဏ္ဍများတွေ့သွားအောင်ကဏ္ဍအလုံးပေါင်းလိုက်လို့မိဆွေများကရှစ်ကဏ္ဍကျွန်းတဲ့အိမ်မှာနေရဲ့ရှစ်ကဏ္ဍကြတဲ့အိမ်မှာနေတယ်ဆိုရင်အဲ့အိမ်မှာနေတဲ့လူတွေကကောင်းပါတယ်သူတို့ကတီထွင်ကြံစားခြင်းနဲ့ညီပေါ့တယ်အဲ့တော့တခုဆိုလို့ရှိရင်ဟိုရှေ့ရှေ့ဆုံးနေပြီးတော့ပြည်ကြည့်တာမျိုးအဲ့တော့စူးစမ်းလူစိတ်တွေပေါက်တယ်ဒါကြောင့်မလို့စူးစမ်းတဲ့လူကိုရှာဖွေတဲ့လူကဒါလေးတွေးရှိတာဖြစ်ပါတယ်။ကောင်းတဲ့ຢာတွေကောင်းတဲ့ဟာလေးကိုစူးစမ်းလို့ရှိရင်မြန်မြန်တွေးရှိစေပါတယ်။ဒါကြောင့်မလို့အဲ့ဒီမှနေတဲ့လူတွေကကျွန်တော်တို့တွေခေါင်းဆောင်တို့ ကျွန်တော်ရေဆရာတွေတို့ဆရာတွေဆရာတွေနေတဲ့အိမ်ကျောင်းဆရာဆရာမတွေအဲတုံးမှုပုံတော့ဆရာတွေအရာအရာရှိတွေခေါင်းဆောင်တွေအဲ့လိုမျိုးနေတဲ့အိမ်မှာဒါမဲ့အဲ့ဒီအိမ်မှာနေတဲ့လူတွေကနည်းနည်းမော်ဆန်တယ်ခမီးရဆန်တယ်သူတို့ကခမီးနဲ့ပတ်သက်တဲ့အရာလေးယုံကြည်မှုတွေလုံကိန်းနေတတ်ပါတယ်ပို့လို့ယုံကြည်တတ်တတ်တယ်ပေါ့နော်အဲ့တော့ရှစ်ခဏန်းကြိုက်တဲ့လူတွေတုံးမှုရှစ်ခဏန်းအိမ်မှာနေတဲ့လူတွေကအဲ့ဒီကိစ္စတွေမှာပို့လို့ယုံကြည်မှုယုံကြည်မှုများတယ် ယုံကြည်များများတယ်လို့ပဲသူနဲ့နေပို့ပြီးအချိုးပေးတယ်အဲဥမာဥမာဆိုကြပါဦးတိုက်ဆက်တို့နေရာပထန်းဆက်တို့အဲစပြစ်ပေါ်တော့အလိုဂမ်မီယလောကတွေပို့ပြီးတော့စိတ်ဝင်စားမှုရှိတယ်ဝိဇ္ဇာတွေနဲ့ပို့လို့ဆက်သွယ်မှုရင်းနှီးမှုတွေပို့ရှိတယ်ပေါ့နော်အဲနံပါတ်၈ကရမ်မများဟုတ်ပြီသူတို့အိမ်မှာကောင်းမှုအတွက်ကတော့သူတို့ကဒီအပြာရောင်လေးတွေဆေးတွေတုပ်ပေးမယ်အပြာရောင်လေးတွေ အပြန်ရောင်အပြန်ရောင်လိုက်ကားလေးခန်းစည်းတဲ့အင်ကြီးအဝတ်စားတွေအပြန်ရောင်အယက်ခင်းတွေများတာလေးအပြန်ရောင်များတယ်သုံးပြရမှာဖြစ်ပါတယ်ဗျဟုတ်ပြီဒါဆိုနံပါတ်6ကဏ္ဍများကနန်းအလုံးပေါင်းလိုက်မယ်ကနန်းတွေအလုံးပေါင်းလိုက်လို့နံပါတ်6ရတယ်ဆိုလို့ရှိရင်အဲ့ဒီမှာနေတဲ့လူတွေကလောဘတွေအလုံးနေနေတတ်တယ်လောဘတွေအလုံးနေတဲ့ဒေါသလည်းအလုံးနေတယ်အဲ့တော့အေးအေးဆေးဆေးနေတဲ့လူဖြစ်ရတယ်သူတို့ကဖျားတရားသမားတွေဖျားတရားသမားတွေဖြစ်တယ်အဲ့တော့သူတို့ကလည်းဖျားတရားသမားတွေဖြစ်လို့ပဲလူမှန် ဟိုကျွန်တော်တွေလူဖြောက်စိတ်တူတူတော့ဖြစ်ဖြစ်တတ်တယ်ပေါ့နော်။ဒါခါကြလို့ရှိရင်သူကလည်းသူမြောက်မဟုတ်တာဘယ်တော့မှမလုပ်ဘူး။သူ့လည်းမဟုတ်တာလားလို့လို့မရဘူး။အဲလုံးဝအတင်းစည်းမခံဘူးအကြောတော့မခံဘူး။အဲဒါမဲ့ AC တော့နေတတ်တယ်။သူလည်း AC နေတယ်။အဲဒါမဲ့ AC နေတဲ့အပေါ်မှာလာပြီးတော့ညွန့်စီတာတော့ အဲလာပြီးတော့ကျွန်တော်တို့ခေါင်းပေါင်းဖုံးလောက်တော့ဆိုလုံးဝတိခတ်နေတဲ့လူမျိုးမဟုတ်ဘူးဒါကြောင့်မလို့သူတို့တုတ်ပြန်မယ်ဆိုလို့ရှိရင်လည်းအတုတ်ပြန်ခံရတဲ့လူဟာအကြီးကြီးခံစားသွားနိုင်ပါတယ်ကျွန်တော်တို့ဆိုကြွေးတွေအများကြီးဖြစ်သွားနိုင်ပါတယ်ပေါ့နော်အဲဒီလူတွေတွေကျွန်တော်တို့ကောင်းမှုအတွက်အဲကောင်းတဲ့လူတွေတွေနဲ့တွေ့ဖို့အတွက်လာဖို့အတွက်ကိုယ်ကလည်းအေးစေးသမားဆိုတော့ကိုယ်စီလာလဲကိုယ်နဲ့တွေ့ရလူရတယ်အေးစေးသမားပဲဖြစ်ဖို့လိုတယ်အဲ့လိုလူတွေကောင်းမှုအတွက်ကတော့ကျွန်တော်တို့မှန်တစ်ချက်ကြီးကြီးလေးအင်ရှင်းမှာချိန်ပြည့်ရမှာဖြစ်ပါတယ် သူတို့ကလူဖြောက်လူဖြောက်စိတ်တူလေးဆိုတော့အဲ့တော့သူနဲ့တူတဲ့လူတွေလာမှသာလေကျွန်တော်ကောင်းမှာဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့သူတို့ကလူများရဲ့လေးစားခြင်းတွေခံရတယ်လူများရဲ့ယုံကြည်မှုတွေခံရတယ်အားလုံးကလေးစားတဲ့လူပါအေးအေးဆေးဆေးပဲသူ့ပညာနဲ့သူသူ့ရည်ချင်းနဲ့သူတော်သူယက်တည်နေတယ်ဘသူမှလည်းထင်မကြည့်ဘူးဘသူမှလည်းထင်မသေးဘူးသူ့ကိုလာဆောက်ကားလို့လည်းလုံးဝမကြိုက်ဘူးသူကကြီးတဲ့ချမ်းသာခြင်းတဲ့လူလည်းမဟုတ်ဘူးလုံးဝစည်ရင်းနေတဲ့လူမဟုတ်ပါဘူးအလဲလက်တန်းစားဖို့မှာ သူ့အရှင်ဝင်တဲ့သူနည်းလူဖြစ်ပါတယ်။ကဲဒါတော့ကျွန်တော်အိမ်နံပါတ်တွေအားလုံးရဲ့ကောင်းခြင်းဆိုးခြင်းနဲ့အဲ့တော့ကျွန်တော်တွေကောင်းအောင်လို့ပို့လို့ကောင်းမွန်လို့ပြုပြင်ထင်းထင်းကြီးကြီးရောအဲ့တော့ဆောင်းရှောင်းလေးတွေကိုကျွန်တော်ဒီနေ့မြောက်ပြလိပါတယ်ဗျ။ကဲမိတ်ဆွေများလည်းကျွန်တော်ပြောပြတဲ့အချက်လေးတွေထဲမှာမိတ်ဆွေမြောက် ဘယ်အိမ်နံပါတ်တင်မှာပါလဲဆိုတော့ကျွန်တော်ခုမမရေးပေးခဲ့ပါမြကျွန်တော်အပူထက်ဆောင်နေနဲ့ထက်လက်ပြီးဆက်ဆက်ပြီးတော့လောဒါလေးတွေဆက်လက်ပြီးမြအောင်ပြပါဦးမယ်ကဲကျွန်တော်မိတ်ဆွေများကကနားလုံးပေါင်းလိုက်လို့နံပါတ်၁ကနားမနေလားနေကနားမနေလား၃ကနားမနေလားဆိုတော့ခုမမရေးပေးခဲ့ပါဦးမြအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေအားလုံးပဲဆက်ကျင်တဲ့ကိုကြမှာရှိကြပါစေတာပြည့်ကြပါစေစီဝတ်တက်သောအိမ်လေးတွေဖြစ်ကြပါစေဗျာ